ဘသူ့ကိုမှမကြောက်တတ်တဲ့ကြောင်ကလေးရွှေဝါဟိုးရှိရှိတုန်းကအရန်ကိုမှထူရှားပြီးချစ်စရာကောင်းတဲ့ကြောင်ကလေးတကောင်ရှိတယ်သူ့နာမည်ကရွှေဝါတဲ့ရွှေဝါလေးဟာတခြားကြောင်လေးတွေနဲ့မတူဘူးသူကအရန်ကိုမှတတိရှိတယ်ရွှေဝါလေးကဘသူ့ကိုမှမကြောက်တတ်တဲ့ကြောင်လေးတကောင်ပေါ့ ရွှေဝါလေးဟာตาရလှပတဲ့ပန်းချံကြီးတစ်ခုထဲမှာနေတယ်။သူ့ရဲ့ပန်းချံထဲမှာတခြားတိရစ္ဆာန်လေးတွေလည်းအများကြီးရှိတယ်။ဒီနေ့မှာတော့ရွှေဝါလေးနေတဲ့ပန်းချံထဲကို လူဆိုးကြီးချစ်တီဆိုတဲ့လူတစ်ယောက်ရောက်လာခဲ့တယ်။ချစ်တီဆိုတာက ပစိမ့်တချောင်းကိုကင်ပြီး တလိမ့်ဆန်လေးတွေကိုအမြဲတမ်းရန်ရှာပြီးလိုက်ရိုက်တတ်တဲ့အင်မတန်ကိုမှစိုးသွဲတဲ့လူโซကြီးတယောက်ပေါ့ဟာဟာဟာဒီပန်စန်လေးကတလိမ့်ဆန်ဒီအလုံးကမာတွပေးချစ်တီကအမြဲတမ်းအဲ့လိုအော်ပြီးပန်းချန်လေးကတလိမ့်ဆန်လေးတွေကိုအမြဲတမ်းလိုက်ရိုက်ခဲ့တယ် ခြေတီးကိုမြင်လာနဲ့ရှင်ကလေးတွေကတစ်ပင်ပေါ်ကိုတက်ပြေးကြတယ်။ယုံကလေးတွေကချုံပုတ်သေးကို ဝင်ပုံးကြတယ်။ငှက်ကလေးတွေကလည်းအဝေးကိုပြန်တန်းသွားကြတယ်။တလိမ့်ဆန်လေးတွေ အားလုံးကကြောက်လန့်နေပေမဲ့ရွှေဝါလေးကတော့ဘာလုပ်နေလဲသိလား။ရွှေဝါလေးက လူဆိုးကြီးစစ်တီးရဲ့စစ်တောင်သားမှာထိုင်ပြီးမျက်လုံးဝိုင်းလေးတွေနဲ့အတန်ပြုတ်ပြီးနေလိုက်တယ်။ဟာ Don't need to call my lie. Me nago mitchao phu la. ဒီဝါလေးကဘသူ့ကိုမှ မကြောက်တတ်တဲ့ကြောင်လေးဆိုတော့ခေါင်းလေးကိုမော့ပြီးအော်လိုက်တယ်။ချစ်တီးကသူ့ဘာလို့မလဲဆိုတာကို စိတ်ဝင်စားနေတယ်။ ချစ်တီးကဥယျာဉ်လေးကတလေးဆန်တကောင်ကိုဖမ်းဖို့အတွက်သူ့ရဲ့ဒုတ်ကြီးကိုမြှောက်လိုက်တဲ့အချိန်မှာရွှေဝါလေးကပုန်းနေတဲ့သူ့တငယ်ချင်းတွေကိုလှမ်းကြည့်လိုက်တဲ့ရွှေဝါလေးကတခုခုလောက်ရတော့မယ်ဆိုတာကိုသိလိုက်တဲ့ ွှေဝါလေးကချစ်တီးရဲ့ခြေထောက်ပေါ်ကိုဖြတ်ပြေးပြီးတော့ချစ်တီးရဲ့ခြေထောက်ကိုသူ့ရဲ့ရှည်သေးလေးနဲ့ဖွဖွလေးကုတ်လိုက်တယ်။ဖဖဖဖရှားရဲကွာချစ်တီးကရွှေဝါလေးကုတ်လိုက်တော့ရှားလို့ခုန်လိုက်တယ်။သူ့ခုန်လိုက်တဲ့အချိန်မှာသူ့လက်ထဲကဒုတ်ရွှန်ကြီးက တွင်းထွက်သွားပြီးရှွန့်ပွက်ထဲကိုကျသွားခဲ့တယ်။ချွေဝါလေးကအဲ့ဒီအခွင့်အရေးကို အမိအယားယူပြီးချစ်တီးရဲ့ခြေထောက်ကိုကုပ်ပြီးချစ်တီးကိုထူးဆန်းနဲ့အမှုအရာတွေလုပ်ပြလိုက်တယ်။ချစ်တီးကကြောင်လေးရဲ့အပြုတ်အမှုတွေကြောင့်ရေချင်းတလို့စိတ်ဆိုးတလို့နဲ့မလုပ်ရမှန်းမသိဖြစ်သွားခဲ့တယ်။ လူโซကြီးจิตดีဟာရွှေဝါလေးကိုအကြကြီးစိုက်ကြည့်နေလိုက်တယ်။ရွှေဝါလေးကသူ့ကိုကြောက်လို့ပြီးမသွားပဲကစားဖို့ခေါ်နေတယ်လို့မျိုးလုံးနေတာကိုจิตดีကသဘောပေါက်သွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲလူโซကြီးจิตดีရဲ့မျက်နှာကလည်းတဖြည်းဖြည်းနှူးညံ့လာခဲ့တယ်။ဟဲ့ ီကြောင့်လေကအရင်တတိရှိတာပဲသူကငါ့ကိုမချဖို့နာနဲ့တငယ်စင်မြာချီစနေရလားရုတ်တရက်ချစ်ဒီကရှုံးနေပြုတ်ကျသွားတဲ့ဒုတ်ချောင်းကြီးကိုကောက်မဲ့အစာရွှေဝါလေးရဲ့ဥကောင်းကိုညင်ညင်တတလေးပုတ်တက်ပေးလိုက်တယ် ရွှေဝါလေးကလည်းခေါင်းလောင်းတန်လေးလိုရှူတာတဲ့အတန်လေးနဲ့จิตတီးကိုအတန်ပြုတ်ပေးလိုက်တယ်။အဲဒီအခါမှာပဲจิตတီးကနားလေသွားခဲ့တယ်။တလိษံလေးတွေကိုတက်เสียမလို့ဘူး။သူတို့ကငါတို့နဲ့ကစားလို့ရတယ်၊ချစ်ခင်လို့ရတဲ့တငယ်ချင်းတွေလှုပ်လို့ရတယ်ဆိုတာကိုသူကသိသွားခဲ့တယ်။ ဲ့ဒီအချိန်ကစပြီးจิตတီးကလည်းသူ့ရဲ့တလေးဆန်လေးတွေကိုရိုင်းမိတတ်တဲ့ဒုတ်ချောင်းကြီးကိုစွန့်လွတ်ပြလိုက်တယ်။နောက်ပိုင်းမှာတော့จิตတီးဟာအဲ့ဒီပန်းချံလေးရဲ့အဆောင်အဖြစ်တာဝန်ယူပြီးတလေးဆန်လေးတွေကိုစောင့်ရှောက်ပေးတဲ့သူဖြစ်လာခဲ့တော့တယ်။တကယ်တော့ကလေးလေးတို့ရေဘသူမှ မကြောက်တတ်တဲ့ចောင်းကလေးရွှေဝါရဲ့ တတိဆိုတာတိုက်ခိုက်ခြင်းမဟုတ်ဘူးနော်အဲ့ဒါကစင်နာမှုနဲ့ချစ်ချင်းမြတ်တာတွေပါပဲရွှေဝါလေးကจิตี้ကိုကြောက်ပြီးထွက်မပြေးသွားပဲသူ့ရဲ့ချစ်စရာကောင်းတဲ့အမူအရာလေးတွေနဲ့จิตี้ရဲ့စိတ်ထဲကမကောင်းတဲ့စိတ်တွေကိုဖယ်ရှားပစ်လိုက်တာပဲဖြစ်တယ်အဲ့ဒါကြောင့်မို့ တီတီတို့လဲရွှေဝါလေးလိုပဲအရာရာကိုကြောက်မနေပဲကိုယ့်ရဲ့ချစ်ချင်းမြတ်တာနဲ့စင်နာတတ်တဲ့စိတ်ထားကိုအသုံးပြုပြီးတလေးဆန်လေးတွေအားလုံးရဲ့အသက်ကိုကဲတင်ဆောက်ရှောက်ပေးရမယ်နော်ကလေးလေးတို့ တီတီထူဒီနေ့ပြပြပေးသွားတဲ့ပုံမြင်လေးကိုသဘောကျတယ်ဆိုရင်တီတီထူ story land channel လေးကို like and subscribe လေးလုပ်ခဲ့ပေးပါနော်နောက်ထပ်ပုံမြင်နေမှာလဲတီတီထူနဲ့အတူပြန်လည်ဆုံတွေ့ကြရအောင်နော်ကဲကလေးလေးတို့ရေ အားလုံးပဲတက်တာပါ